ခနေနဲ့မကောင်းဖြစ်နေတဲ့ချိန်မှာကျွန်တော်ကအမှုတစ်ခုနဲ့ခြောက်နေရောက်နေတယ်ဆိုတဲ့ဒီပြောအဆိုတော့ဒီပြောကတော့မင်းလေးတီးဖို့တခြင်းနဲ့ပြိသက်တွေရဲ့ရင်းနေကိုရောက်ရှိခဲ့သူလည်းဖြစ်ပါတယ်အဲ့ဒီချိန်တော့ကဆိုရင်လူသားရဲ့ပတ်သက်ထဲမှာမင်းလေးတီးဖို့တခြင်းကဆွဲနေတာအသေးခွဲလူငယ်တွေအတွက်ဖီလိုကောင်းတဲ့ခြင်းလေးတပုတ်ဆိုရင်လည်းမမှားပါဘူးနော်ဒီပြိုနဲ့ဆိုတေရိုကတခိတခါတုန်းကအောင်မြင်မှုတွေအတူတူရရှိခဲ့ကြတဲ့သူတွေလည်းဖြစ်တာကြောင့်အရန်ကိုမှရင်းနေတဲ့ဆက်ဆံရေးတွေလည်းရှိကြပါသေးတယ် ရှိုးပွဲတွေဆိုရင်လည်းအတူတူဖြောပြရင်းနဲ့တငယ်ချင်းအရင်ခောက်ခောက်ဖြစ်သွားခဲ့ရတာပါ။နောက်ပိုင်းမှာတော့ဒီဖြိုးကတော့အမှုတစ်ခုကြောင့်အချုပ်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။အချုပ်ထဲမှာတနည်းကျော်လောက်နေနေခဲ့ရတာမို့အနုပညာလောကနဲ့အဆက်အသွယ်ပြတ်သွားသွားခဲ့ပါတယ်။ဆိုတင်းနဲ့လည်းဝေသွားခဲ့ရပါတယ်။ ဆိုတဲ့ကလည်းတစ်ချိန်လုံးကချက်ချက်တော့အောင်မြင်ခဲ့ပေမဲ့လမ်းမရောက်ကကျမရေးကစိုးရတဲ့အထီကိုရောက်ရှိသွားခဲ့ရပါတယ်။ကျမရေးကြောင့်မလို့တခြင်းမဆိုနိုင်တဲ့အထီကိုဖြစ်သွားခဲ့ရကအနုပညာလို့တွေကနေအနားယူရတဲ့အထီပါဖြစ်သွားခဲ့ရပါတယ်။မိခင်ဖြစ်သူကလည်းအနီးကဆောက်ရှောက်ပေးပြီး အခုတလုံးမှသာကျမရေးပြန်လဲကောင်းမွန်ကလူရှိကိုထွက်လာခဲ့သူပါ။ဒီဖြိုးကတော့အချုပ်ခံထဲကနေထွက်လာပြီးဖြစ်တာမို့အနုပညာလောကတွေကိုခြေပြန့်ချလာခဲ့ပါတယ်။ ဆိုတင်နဲ့လည်းပြန်လည်ဆုံးတွေ့ကအရင်နှီးဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ရေပေးအတွက်လည်းဂျမငွေဖူဆယ်ဘောလုံးကွေးမှာပါဝင်ပေးခဲ့ကြပါတယ်။ဆိုတင်နဲ့အခုလိုပြန်တွေ့ကရင်းနှီးကြပြီမဲ့လေဒီပြုတ်ကတော့စိတ်မကောင်းဖြစ်ခဲ့ရတဲ့အရာတွေတခုလည်းရှိခဲ့ပါတယ်။ဒါကတော့ဆိုတင်နဲ့မကောင်းဖြစ်ကလူလူအများနဲ့အဆက်အသွယ်ဖြတ်တောက်ထားရတဲ့အချိန်မှာသူမရှိပေးနိုင်တာကိုစုံမကောင်းဖြစ်နေခဲ့တာပါ။တငယ်ချင်းတယောက်နေနဲ့ဘေးကနေအပြေအဝါအပေးချင်ခဲ့ပါတယ်။ ဆိုတဲ့ကတချင်းရေကောင်းတာကြောင့်သူမိတ်ဆက်ပေးရင်းနဲ့ဒီဖြိုးကစခင်ခဲ့တယ်လို့သိရပါတယ်။ခင်ခဲ့တဲ့အချိန်မှလည်းဆိုတဲ့ကတချင်းတွေအများကြီးရေးပေးခဲ့ပါတယ်။ဒါကြောင့်မလို့တချင်းတွေကိုလည်းနှစ်ယောက်တူတူလောက်ကအချိန်တွေအများကြီးဖြတ်တန်းခဲ့ကြပါတယ်။မင်းလေးသီးဖို့တချင်းကလည်းဆိုတဲ့ကိုယ်တိုင်ရေးထားပေးတဲ့တချင်းလေးဖြစ်ကဒီဖြိုးဆိုပြီးတော့နာမည်တစ်ခုကိုအောင်မြင်ကျော်ကြားစွာရရှိလာခဲ့တဲ့သူပါ။ဒါကြောင့်မလို့လေဒီဖြိုးအတွက်ဆိုတဲ့ကတော့ကျေးဇူးရှင်တယောက်ဆိုရင်လည်းမမပါဘူးနော်။ ွင့်လင်းဆုံးပြောရရင်တော့သူနေမကောင်းဖြစ်နေချိန်မှာကျွန်တော်ကအမှုတစ်ခုနဲ့ထောင်ထဲရောက်နေချိန်ဖြစ်ပြီးဆိုတဲ့အကြောင်းကို စဖတ်ပြီးမှသိလိုက်ရတဲ့အချိန်စင်မကောင်းဖြစ်ခဲ့ရတယ်ဆိုပြီးတော့ဒီဖြိုးကအင်တာဗျူးတစ်ခုမှာရင်ဖွင့်ခဲ့ပါတယ်တဲ့အိနဲ့တခန်းနဲ့အတူတူနေခဲ့ကြတဲ့ငွေချင်းဖြစ်တာကြောင့်နေမကောင်းဖြစ်နေတဲ့အချိန်မှာလည်းဘေးမှာရှိနေပေးခဲ့တာပါငွေချင်းနှစ်ယောက်စလုံးကလည်းအခက်အခဲတွေကြီးပဲမို့အနာဂတ်မှာအကောင်းဆုံးယာရီဖြစ်လာမယ်လို့လည်းမျှော်လင့်ထားခဲ့ကြပါတယ်တယောက်နဲ့တယောက်ဖေးမကူညီရင်းနဲ့ တငယ်ချင်းတွေအတူတူသချင်းဆိုသွားမှာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ပြိသက်တို့ကလည်းဒီဖြိုးထောင်ချသွားတဲ့အကြောင်းရင်းကိုအခုမှသိရတာကြောင့်စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။အောင်မြင်ခဲ့ပေမဲ့လည်းလက်မတွေရောက်ခဲ့ကြတာမို့အယောင်မိန်သွားခဲ့တဲ့အပြစ်တွေကိုသင်ခန်းစာယူဖို့အတွက်ပြိသက်တွေကတော့တိုက်တွန်းနေခဲ့ကြတာပါ။ဆိုတေးနေမကောင်းဖြစ်နေတဲ့ချိန်မှာကျွန်တော်ကအမှုတစ်ခုနဲ့ထောင်ချနေတယ်ဆိုတဲ့ဒီဖြိုးပေါ်မှာပြိသက်တွေရဲ့အမြင်လေးကိုခမမရေးပေးခဲ့ကြပါအောင်နော်။